မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ12ရက်နေ့တွင်မိုးလေဝသနယ်ဇလာပိတာတရင်များကို နေပြီးတော့မိုးလေဝသနယ်ဇလာပိတာညွှန်ကြားမှုအစီအစဉ်မှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရွာသွန်းခဲ့တဲ့မှတ်သားဖော်ရမိုးရေချင်းညမှာမိန်မျိုးမှာလေတသက်မှ25လက်မှဟုံမလေးမျိုးမှာနှစ်သက်မှ24လက်မှမတော်မျိုးမှာနှစ်တသက်မှ300ကိုလက်မှဖြူမျိုးမှာတက်တသက်မှ900လက်မှ မော်ဘီမျိုးမှာတက်တက်မ69လမ်းမှာရွေကျင်မျိုးမှာတက်တက်မ65လမ်းမှာခန်းဒီမျိုးမှာတက်တက်မ94လမ်းမှာပြင်မနာဝဲကြီးမှာတက်တက်မ93ညလမ်းမှာရန်ကုန်ကပ ాయి မှာတက်တက်မ38လမ်းမှာနေစောင်းတူမျိုးနဲ့ကံကြီးတောင်မျိုးတို့မှာတုံညတက်တက်မ94လမ်းမှာစီတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လဲတနအိခွဲအချင်းမိုးလေဝသကြိုးတို့မှာဖမ်းအောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနေဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတိမ်တင့်တင့်မှတိတ်တူတန်နေပြီ ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံမင်္ဂလာပင်လယ်အော်လိုမှာတိမ်တင်းငယ်မှာတိမ်တင်းတင်းဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်း အေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာမိုးဒိန်တောင်များဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးဒိန်တောင်များရွေ့လျားရနေရတဲ့ကြောင့်မှမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှင်းငယ်မှာတိမ်တင်းတင်းဖြစ်ထွန်းနေရကိုတွေ့ရပါတယ်။ပင်္ဂလာပင်လယ်အော်ခြေနီမှာ ်ဘင်္ဂလားပင်လယ်ကိုအရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်နေငယ်ဖြစ်တော်နေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံလေးအာနေနေပါတယ်မြမပင်လယ်ပြင်မှာ လိုင်းနေငယ်မှာလိုင်းတင်တင်ရှိပါမယ်လိုင်းမြမမြမကန်ရိုးတန်းတစ်ချောင်းနဲ့ကန်လိုပင်လယ်ပြင်တို့မှာလေးပင်မှာ၆ပေကန်ရှိနိုင်ပါတယ်မနက်ဖြန်မနက်ထီခက်မှန်းချက်များနေနေကြတော့ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြား ချင်းပြည်နယ်စကိုင်းနယ်ဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာကျကျကချင်းပြည်နယ်စကိုင်းနယ်ဒေသကြီးအထက်ပိုင်းပဲခူးတိုင်းဒေသကြီးနေပြည်တော်နယ်ကရင်ပြည်နယ်တို့မှာနေရာစိစိနေအေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမုတ်တချုံရပြီးတနင်္သာရီတိုင်းဒေသကြီးမှာနေရာကွက်ပြီးမူချင်နိုင်ပါတယ် အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းနေသားရင်းနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလာပိတာခံမှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့ညတော်အတွက်မြက်ပြမနက်တိမိုးလေဝသအချိန်ကြီးခမှန်းချမှာနေရာကွက်ကြားမှုတစ်ချုံရောပါမယ်။အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆက်စီယံ67ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယံ85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ ရန်ကုန်မြို့နယ်နေတွင်းအတွက်မက်ပြမနက်ထိမိုးလေဝသအခြေအနေခံမှန်းကြပါလိမ့်။နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ34ဒီဂရီဆက်စီယံ63ဒီဂရီဖာရန်ဟိုက်နဲ့အနှိပ်ဆုံးဘူးချိန်မှာ23ဒီဂရီဆက်စီယံ83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါလိမ့်။မန္တလေးမြို့နယ်နေတော်အတွက်လက်ပြမနက်တိမိုးလေဝသအခြေအနေခံမှန်းကြပါလိမ့်။နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆက်စီယံ65ဒီဂရီဖာရန်ဟိုက်နဲ့အနှိပ်ဆုံးမူချိန်မှာ25ဒီဂရီဆက်စီယံ89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းကျန်နေနေကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာထစ်ကြုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလက်နနာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာဗီတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်။